နာရောနှစ်2568ခုမြန်မာကောဇာတက်ကရ1386ခုတပေါင်းလပြည့်ကျော်14ရက်ခရစ်နှစ်2025မတ်လ28ရက်ဇာတာပရိနေဒီနေ့မှာစကိုင်းတောင်မြို့မြတ်ဆက်ကျန်ကျောင်းတက်သူလာရောက်၍ကုတုကောင်းမှုပြုကြတဲ့ကုတုရှင်များကမန္တလေးမြို့ကတခါကြီးအချူတူတခါကြီးတော့ပုံပုံသာဒေါက်တာကိုသက်စုံနိုင်တမိမမီမီခိုင်စော သင်ပြုံမဒီမြန်မာရိုးရာရက်ကန်းမိသားစုဖြစ်ပါမန္တလေးမြို့ကတက္ကဥချိုတူတက္ကမတော်ပုံပုံတာဒေါက်တာကိုသက်စုံနိုင်တမီမမမီခိုင်စောသင်ပြုံမဒီမြန်မာရိုးရာရက်ကန်းမိသားစုတို့ကတက္ကမဤတော်ပုံပုံ62နှစ်ပြည့်မွေးနေ့မင်္ဂလာကိုကြောင်းပြု၍မွေးနေ့မင်္ဂလာထိုင်မဲ့အဖြစ်စကိုင်းတော်မျိုးမျက်စက်ကြောင်းနိုင်မှာယခုလက်ရှိ

ညနေခါတန်ဃာတော်အရှင်မြတ်ပေါင်းအားဖြိုးရေးစီပစ္စည်းတို့ကိုစက္ကတ်လိုရန်ချင်းကြောင်းတိုက်တန်ကိကအဖြစ်ပစ္စည်းလေးပါးစီမံထား၍နဝကမ္မ၅သိန်းကျပ်စက္ကတ်လိုရန်ချင်းဓမ္မပူဇာအနည်းအဖြင့်နဝကမ္မ၃သိန်းကျပ်လိုရန်ပူဇော်ခြင်းထိုမှတပါမန္တလေးမြို့ကတကိုင်းဥလာမြေတကမကြီးတော်ဆန်းဆောင်ဝင်းတမိမဖြိုးတန်တာမမျိုးတန်တာမြေမြေမောင်ဟန်သူလင်း ခေါ်ဝူကြည်စံလတန်တာမိသားစုကလည်းကြောင်းတဲ့တန်ကိကအဖြစ်နဝကံမှာတသိန်းကျဲဆက်ကလူတန်းချင်းမရဘူရာမျိုးကဥဇောနံဥတော်ဘုဓမာဝင်ရွှေတမဲကိုရေမိသားစုကကြောင်းတိုက်တန်ကိကအဖြစ်နဝကံမှာတသိန်းကျက်စက္ကလူတန်းချင်းအစရှိသောကုသိုလ်ကောင်းမှုများယနေ့လာရောက်၍ပြုလုပ်အထောက်ကြံဖြစ်ပါသည်အဲဒီနေ့ပြုတဲ့ကုသိုလ်ကောင်းမှုများနဲ့ဆက်လင်း၍ အနုမောဒနာတရားစကားဟောကြားပေးပါမယ်เนาะကိုခြင်းစာနဲ့မုရိတာအဲ့တော့ကိုခြင်းစာနဲ့မုရိတာကိုမဟောကြားမယ်ဒီကိုခြင်းစာတရားနဲ့မုရိတာတရားဟာဘဝမှာအရေးကြီးသောအခြေခံတရားအခြေခံနေနဲ့ပြည့်စုံရမယ်တရားဒီတရားနဲ့ချက်ကပြည့်စုံဖို့ရအလွန်မတန်အရေးကြီးတယ်သို့တော်ဒီနိုင်ငံမှာလည်းတော်တော်ရှားတယ် တရားနှစ်ပါးလို့ပြောလို့ရတယ်။အဲ့တော့ဒီနိုင်ငံမှာလှူမှုတမ်းမှုတွေမကြီးကျယ်ဘူးလား။ကြီးကျယ်ခန္ဓာလှူတမ်းမှုတွေအများကြီးပဲ။ရိတ်တာတွေလည်းမများဘူးလား။အများကြီးပဲ။တရားအထုတ်နည်းတွေလည်းများတယ်။တရားအထုတ်ကြတာတွေလည်းများတယ်။သို့တော့အခြေခံတရားနှစ်ပါးကတော့လွတ်နေတယ်လို့ပဲနော်။ကိုချင်းစာတရားနဲ့မုရိတာတရားတဲ့အဲ့ဒီတရားနှစ်ပါးတော့ဒီနိုင်ငံဒီလူမျိုးတော်တော်ရှားတယ်လို့ပြောရအောင်နော်။

ရက်ဆက်တဲ့ယုံမာတဲ့ကြံတန်းနဲ့ဆိုတာဖြစ်လာမုရိတာတရားမရှိဘူးကိုယ်တည်းကမနာလိုရဖြစ်ကြနော်အဲ့တော့ဒီတရားနှစ်ပတ်မရှိတော့တဲ့အခါမှာတဦးနဲ့တဦးကြီးပွားတိုးတက်အောင်မြင်ဖို့ရာအတွက်အပြန်လန်ကျေးဇူးပြုတာမျိုးမရှိဘဲနဲ့တဦးကတဦးကိုတယောက်ကတယောက်ကိုဆွဲချနေတာလည်းဖြစ်တတ်တယ်ဖြစ်တော့ဘူးမှမတိုးတက်ဘူးနော်ရံဖြစ်တာပူတာရှိတာဒါကြောင့် ကိုချင်းသာတရားနဲ့မုရိတတရားအရေးကြီးပါတယ်နော်ဒါတွေဟာလိုအပ်တဲ့အခြေခံတရားတွေအဲ့ဒီလိုအပ်တဲ့အခြေခံတရားဖြစ်တဲ့ကိုချင်းသာတရားနဲ့မုရိတတရားရှိဖို့ဆိုတာကိုချင်းသာတရားထထထလို့ပြောနေလို့လည်းမရဘူးမုရိတတရားထထထထမယ်လို့ဒီလိုပြောနေလို့လည်းမရနော်အဲ့တော့ဘာကြောင့်ကိုချင်းသာတရားမထမ်းနိုင်တာလဲဘာကြောင့်ကိုချင်းသာတရားထမ်းနိုင်တာလဲ ဘာကြောင့်မုရိဒာတရားထားနိုင်တာလဲဘာကြောင့်မထားနိုင်တာလဲအကြောင်းရင်းကိုလိုက်မှတာလဲသိရှိနိုင်လေအကြောင်းရင်းကိုလိုက်တဲ့အခါမှာကိုယ်ပိုင်အကြီးချင်းရှိတဲ့ပုဂ္ဂိုလ်ရာကိုချင်းသာတရားလဲထားနိုင်ရင်မုရိဒာတရားလဲထားနိုင်တယ်ကိုယ်ပိုင်အကြီးချင်းအားနေတည်နေအမြကိုချင်းသာတရားလဲအားနေတော်တတ်တယ်မုရိဒာတရားလဲအားနေတော်တတ်တယ်အဲ့တော့အခြေခံအကြောင်းလိုက်ကြည့်တော့ကိုယ်ပိုင်အကြီးချင်းထိုက်တဲ့လောက် ကိုနီးကိုဟန်နဲ့ကိုပြည့်စုံ၍ကိုကိုတိုင်းနဲ့ထိုက်တန်သောနေရာတစ်ခုထိုက်တန်သောအဆင့်တစ်ခုမှာရှိနေမှသာလျှင်ကိုနီးသူသူများပေါ်မှာကိုကျင့်တာတရားထားနိုင်လေကိုတဲ့ကัญญဝရိယတရားသဖြင့်ကြီးပွားတုတဲ့အောင်မြင်ချမ်းသာနေသောပုဂ္ဂိုလ်တွေကိုလည်းဝိရိဒါပွားပေးနိုင်တာဖြစ်ပါတယ်နော်။ဒါကြောင့်အရေးကြီးဆုံးချက်ကဒီတရားနှစ်ပါးဖြစ်ထွန်းဖို့ဆိုရင် ရှေးဥစွာကိုယ်တိုင်အရင်ချင်းရှိဖို့လိုတယ်အဲ့ဒါဘုန်းကြီးတော်လူတော်မကွဲပြားဘူးအတူတူပဲဘုန်းကြီးလည်းဘုန်းကြီးလည်းရောက်ကိုယ်ပိုင်အရင်ချင်းရှိမှလူလည်းလူပုဂ္ဂိုလ်တယောက်ကိုယ်ပိုင်အရင်ချင်းရှိမှတိုင်းပြည်မှာခေါင်းဆောင်နေကြတဲ့ပုဂ္ဂိုလ်တွေလည်းခေါင်းဆောင်အလျော်စွာ ထိုက်တန်သောအရင်ချင်းတွေရှိမှသာလျှင်ကိုကျင်းစာတရားဆိုတာထားနိုင်တာဖြစ်ပါတယ်မုရိတာတရားဆိုတာထားနိုင်တာဖြစ်ပါတယ်ထိုက်တန်သောအရင်ချင်းတွေမရှိသောအခါ ကိုကျင်းသာတရားလည်းမလာပါဘူးမုရိဒာတရားလည်းမလာပါဘူးเนาะဒါကြောင့်ဒီတရားနှစ်ပါးဟာအရေးကြီးတယ်လို့အဲ့ဒီတရားနှစ်ပါးရဲ့အခြေခံအချက်ကကိုယ်ပိုင်ကိုယ်တိုင်အရေးချင်းရှိဖို့ဒါလေးကိုဒီတိတိကြဖို့ပါเนาะအဲဆိုလိုက်ပါကိုယ်ပိုင်အရေးချင်းရှိဖို့ကိုယ်မှာဘာတွေရှိရမလဲဆိုကုဒုဥစ္စာကုဒုဥစ္စာကြံခန့်တာ၍

ငါးမျိုးပေါ့ဒီလင်္ကာရဆိုဒါကမရပုရမြို့မာကနောင်ဆရာတော်ကြီးရေးဆက်ခဲ့တာအဲ့ဒီရေးဆက်ခဲ့တဲ့လင်္ကာကတော့တလို့မဟုတ်ဘူးကုသိုလ်ဥစ္စာကြံ့ခန့်သာ၍ပညာတကုတ်တစ်မျိုးမျိုးမှာအကျိုးမထွက်ထိုနှစ်တွက်တတ်တဝန်းနေပွဲဆရာတော်ကြီးကတော့နေ့တနေ့သာကုံသွားတယ်ဒီ၅မျိုးတည်းကတစ်မျိုးမျိုးမှကိုယ့်အတွက်မရလိုက်ဘူးဆိုရင်အဲ့ဒီနေ့ဟာ ဝမ်းနေစရာကောင်းတဲ့နေ့လဟတ်တတန်ဖိုးမဲ့စွာကုံဆုံးသွားတဲ့နေ့ဆရာတော်ရတလို့စီကတလို့စီစီထားတဲ့လင်္ကာပေါ့ဒါလေးကိုဦးစင်ကကိုတန်ဖိုးရှိတဲ့လုပ်ငန်းလေး၅ခုအဖြစ်ပြောင်းပြီးတော့စီထားတယ်ကုသိုလ်ဥစ္စာကြံ့ခန့်သာ၍ပညာတကုနေ့စဉ်တို့တန်ဖိုးရှိပါれဘဝမှာဒီ၅မျိုးဟာနေ့စဉ်နေ့တိုင်းကိုယ်တန်တာမှာတိုးနေဖို့လိုတယ် ဒီ၅မျိုးနေစဉ်နေတိုင်းကိုယ်တန်တမှာတိုးနေတယ်ဆိုရင်ကိုဟာကိုပိုင်ရည်ချင်းရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။တန်ဖိုးရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ကိုပိုင်ရည်ချင်းရှိပြီးတော့ကိုပိုင်တန်ဖိုးရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုရင်ကိုယ်တန်တမှာအလိုအလျောက်ကိုချင်းစာတရားဆိုတာလည်းကိမ့်လာနိုင်မယ်။မုရိတာတရားဆိုတာလည်းအလိုအလျောက်ဖြစ်လာပါလိမ့်မယ်နော်။အဲ့တော့ကိုချင်းစာတရားရဲ့စံကျင်နဲ့ရက်ဆက်မှုကြံတမ်းမှုရုပ်မာမှုတွေ လာပါဆိုတော့မလာတော့နော်မုရိဒာတရားရဲ့စန့်ကျင်ဘက်အိတ်တာကိုဋ္ဌတာမနာလို့လာပါဆိုတော့မလာတော့ဘူးတဲ့ဒီသဘောရှိတယ်နော်ဒါကြောင့်ဒီ၅မျိုးနေ့စဉ်တိုးအောင်ဆောင်ရွက်နေခြင်းဒီကိုယ်ပိုင်ရည်ချင်းကိုယ်ပိုင်တန်ဖိုးမြင့်တက်အောင်ဆောင်ရွက်နေခြင်းပါပဲတဲ့နံပါတ်၁ကိုယ်ပိုင်ဥစ္စာနေအဖြစ်ကိုယ်မှာကုသိုလ်အရည်ချင်းကဲဒါအရည်ချင်းလေ ကုသိုလ်ရည်ချင်နေတိုင်းတိုးအောင်လုပ်ပါနံပါတ်2ဥစ္စာဥစ္စာအရည်ချင်နေတိုင်းတိုးအောင်လုပ်နော်ဒါအလုံးမတန်အရေးကြီးပါတယ်တချို့ကစီးပွားရှာတာအပြစ်ပြောတယ်ဟုတ်ပါမတရားသဖြင့်စီးပွားရှာတာဒါအပြစ်ပြောရမှာဖြစ်ပါတယ်တရားသဖြင့်စီးပွားရှာတာမှာရှားပါတယ်ကြိုးစားပြီးတော့ရှာဖို့ရပါတယ်လုံလဝရိယနဲ့ကိုရှာဖို့ရပါတယ်မဖြစ်ဖြစ်အောင်ကို ရှာဖို့ရပါ ဒါအပြစ်မဟုတ်ပါဘူးလူလောကလူဘဝလူတဘဝဖြစ်ပါတယ်နော်ကို့မှာရှိမှသာလေသူများပေးလို့ရပါတယ်ကို့မှာမရှိရင်သူများပေးလို့ရပါမလားမရပါဘူးနော်အဲ့တော့ရှိမှသာလေအသိပညာပဲဖြစ်ဖြစ်မေတ္တာတရားပဲဖြစ်ဖြစ်စည်းစိမ်ဥစ္စာပဲဖြစ်ဖြစ်အရင်ဆုံးကို့မှာရှိမှပေးလို့ရပါတယ်အရင်ဆုံးကို့မေတ္တာရှိမှသူများမေတ္တာပေးလို့ရတယ်ကို့မှာအသိဉာဏ်ပညာဘုဒ္ဓတာရှိမှသူများကိုအသိဉာဏ်ပညာဘုဒ္ဓတာပေးလို့ရတယ် ကိုယ်မှစီးတဲ့ဥစ္စာရှိမှသူများပေးလို့ရပါတယ်။မရှိဘဲနဲ့ပေးခြင်းကိုလည်းမရပါဘူး။ပေးလို့လည်းမရပါဘူး။နော်။အခြေခံစင့်ကိုကြော်လွန်လို့မရဘူး။ဒါကြောင့်သူများကိုပေးခြင်းတဲ့ပေးနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းနဲ့ဆိုရင်အရင်ဆုံးကိုယ်တိုင်ရှိအောင်လုပ်ရမှာဖြစ်တယ်။ဒါကြောင့်စီးတဲ့ဥစ္စာပဲပြောပြောအသိဉာဏ်ပညာပဲဆိုဆိုမေတ္တာတရားပဲဖြစ်ဖြစ်သူများကိုပေးဝေခြင်းမှာလဲဆိုရင် ကို့မှာအရင်ကြောက်ရအောင်လို့ကို့မှာအရင်ရှိအောင်လို့ဒါကြောင့် စည်းစိမ်ဥစ္စာလည်းကိုယ်ဘဝတတန်းတလျှောက်မှာနော်လေရွယ်စဉ်ကတည်းကအကျွဲကာလရှိတဲ့အချိန်နောက်ဦးမဲမဆွမ်းဖြစ်တဲ့အချိန်ထိဘဝရည်မှန်းချက်တစ်ခုထားပြီးတော့ရှားဖို့ရမယ်စူဆောင်းရမယ်သိမ့်စီရမယ်စီနကန်းနဲ့တုံးတဲ့ဆွတ်တဲ့ရမယ်ဒါရီကကိုယ်ပိုင်အရင်ချင်းတွေဖြစ်ပါတယ်ဒီရင်ချင်းတွေကဘဝမှာအများကြီးလိုအပ်ပါတယ်နော်အဲကြောင့်စည်းစိမ်ဥစ္စာတိုးပွားဖို့ကြိုးစားနေခြင်းဟာလည်း ကိုယ်ယဉ်ချင်းရှိဖို့ပါပဲเนาะကိုယ်တိုင်ယဉ်ချင်းရှိတာပါပဲဒါလည်းလိုအပ်တယ်ကြမ်းခံတာယူရည်ကြမ်းမာရည်ကလည်းအယဉ်ချင်းပဲပဲပါကောင်းဖို့လိုသေးလေဒါလည်းဘီယူဆိုင်ရတာပဲစာရေးတောက်တာနေရေးထိုင်ရေးသွားပုံလားကိုအဲ့တော့ရှောင်းရံဆောင်းရံပေါ့เนาะဒါတွေကကြမ်းမာရည်အတွက်လည်းကြိုးစားနေခြင်းသည်ဘဝမှာတန်ဖိုးရှိတဲ့နေရည်တွေကိုကုံဆုံးနေခြင်းပဲအဲ့တော့ ဘလောက်ပဲချမ်းသာပါတယ်ပြောပြောဘလောက်ပဲပြည့်စုံပါတယ်ပြောပြောဘလောက်ပဲအသိဉာဏ်ပညာတွေရှိပါတယ်ပြောပြော ကျမ်းမာရေးမကောင်းရင်တော့အများကျိုးလည်းမသေးဘူးနိုင်တော့ဘူးကိုယ့်လူကိုယ်လည်းမလုံနိုင်တော့ဖြစ်တတ်ပါတယ်เนาะဒါကြောင့်ကျမ်းမာရေးကလည်းအရေးကြီးတော့ကျမ်းမာရေးဆိုတဲ့အရေးချင်းလည်းကိုကကောင်းအောင်ဖြစ်ကျင်ရပါတယ်နောက်တစ်ခုအသိဉာဏ်ပညာတဲ့အသိဉာဏ်ပညာဆိုတာတော့လိုက်နေမဆုံးနေပဲဘယ်တော့မှကုန်နေပြည့်တယ်ဆိုတာမရှိဘူး အရိယာမဖြစ်မခြင်းအဋ္ဌဉာဏ်တွေအမြဲတမ်းလိုအပ်နေတယ်။အဲ့တော့လောကထံကသိယူရမယ်၊ပဝန်းကျင်ထံကသိယူရမယ်။အနိဗ္ဗာန်အဖြစ်ပြက်တွေအတွေ့အကြုံများနဲ့ကိုယ်ကသင်္ကန်းစားယူတတ်ရမယ်။စာဥစာပေဖတ်ရမယ်၊တရားနာရမယ်။အဋ္ဌဉာဏ်ပညာရဖို့ရာအတွက်ကြိုးစားနေခြင်းဟာလေကိုယ်ပိုင်အည်ချင်းကိုထူထောင်နေတာပဲ။ဒါလည်းအရေးကြီးတာ။နောက်တစ်ခုကတကိုးတဲ့။အဲ့တော့တကိုးဆိုတာအစွမ်းအစကိုပြောတာ။ အမြင်ရှုမိုးပြန်တကိုးစံဒါအပိညာတကိုးပေါ့လူလောကမှာမိမိတို့ကိုယ်စီကိုယ်စီတပါးသူနဲ့မတူညီတဲ့အစွမ်းအစာတွေရှိတယ်အဲ့ဒီအစွမ်းအစာတွေကိုတကိုးလို့ခေါ်ရတယ်တကိုးဆိုတာအစွမ်းအစာအဲ့တော့ကိုယ့်ရဲ့အစွမ်းအစာအစိတ်တကိုးကြီးမားဖို့နော်တိုးတက်ဖို့ဒါလည်းနေ့စဉ်ဖြည့်နေရတာပဲနေ့စဉ်ဖြည့်နေရတာကိုယ်ပိုင်ရည်ချင်းပဲအဲ့တော့ဒီကိုယ်ပိုင်ရည်ချင်း၅ချက် ကိုယ်မှာရှိတယ်ဆိုရင် ကိုယ်ကတန်ဖိုးရှိတဲ့ပုဂ္ဂိုလ်အရင်ချင်းပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုယ်ပိုင်ချင်းရှိ၍ကိုယ်ကတန်ဖိုးရှိတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ဆိုရင်ကိုချင်းသာတရားအလိုလျောက်ကိန်းလာပါလိမ့်မယ်မုရိတတရားအလိုလျောက်ကိန်းလာပါလိမ့်မယ်ကိုယ်ပိုင်အရင်ချင်းကိုနှုတ်၍ကိုချင်းသာတရားဖြစ်ပေါ်ဖို့ညှောလင်းဖို့မရှိပါဘူးကိုယ်ပိုင်အရင်ချင်းမှာကင်း၍မုရိတတရားဖြစ်ပေါ်ဖို့ညှောလင်းဖို့ဆိုတာဖြစ်နိုင်ပါဘူးเนาะအဲ့တော့ဒီအခြေခံချက်ကို ကျော်နေကြတာဒါကိုဒီနေ့ဦးဇင်သိစေချင်တာပေါ့နော်ဒါကြောင့်ဘုန်းကြီးပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်အလိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ခေါင်းဆောင်ပဲဖြစ်ဖြစ်ရောင်းလည်းပဲဖြစ်ဖြစ်ကိုယ်ပိုင်ရည်ချင်းရှိဖို့ကိုယ့်ကိုယ်ကိုတန်ဖိုးရှိတဲ့ဘဝဖြစ်အောင်ဒီဆောင်နိုင်ဖို့အရေးကြီးဆုံးပဲဒါကြောင့်ကုတို့ကိုယ်ပိုင်ရည်ချင်းရှိပါစေစီစဉ်ဥစ္စာကိုယ်ပိုင်ရည်ချင်းရှိပါစေကျမ်းမာရေးကောင်းမွန်ခြင်းကိုယ်ပိုင်ရည်ချင်းရှိပါစေအသိဉာဏ်ပညာတိုးတက်ခြင်းကိုယ်ပိုင်ရည်ချင်းရှိပါစေအစွမ်းအစ တကောတမျိုးမျိုးကိုမှာကိုပိုင်ယဉ်ချင်းရှိပါစေဒီလိုကိုပိုင်ယဉ်ချင်းရှိတယ်ဆိုရင်အခြေခံချက်ဖြစ်တဲ့ကိုချင်းစာမုံနဲ့ကိုရီတာ အလိုလျောက်ဖြစ်တာဖြစ်ပါလို့နော်တော့ဒီနိုင်ငံကတော့ကိုချင်းစာနဲ့မုဒီတာဆင်းရဲတဲ့တိုင်းကြီးလို့ဒီလိုဆိုလို့ရပါတယ်ခေတ်ဆက်ဆက်ကိုဒီတိုင်းဖြစ်ပါတယ်နော်အဲ့တော့လူမှုတမ်းမှုတွေများအောင်လားများတယ်ညစ်တာတွေကမတမ်းအမထုတ်ဘူးလားထုတ်တယ်နော်တခါတည်းမှာအဆင့်တွေကကျော်သွားပါနော်ညစ်တာမှာကမတမ်းအထုတ်တယ် နော်သောတာပန်တဲ့အရိယာလက်မှတ်ရဖို့ရတော့အထုတ်နေကြတယ်အများကြီးပဲနော်တကယ်တော့တရားအထုတ်တယ်ဆိုတာ1ကိုယ်ပိုင်ငြိမ်းချမ်းဖို့2ဥပပဝဉ္ဇဉ်ငြိမ်းချမ်းဖို့ဒီလောက်လေးဆိုရင်ကိုအစဉ်ပြေလာအခုကတော့ကိုယ်တိုင်ငြိမ်းချမ်းခြင်းဥပပဝဉ္ဇဉ်ငြိမ်းချမ်းခြင်းအစဉ်ကြောပြီးတော့အပေတကားတွေပြိမာတဲ့သောတာပန်ဘယ်လိုဖြစ်နေတာလဲနော်အဲ့တော့အဲ့လိုတွေပေါ့ဒီတရားကလည်းလွဲမှားနေတဲ့ ရည်ရွယ်ချက်တွေဖြစ်နေတတ်ပါမယ်เนาะဒါကြောင့်ဘယ်ကုတုမဆိုပါအချိန်လေးတွေကြုံမသွားနဲ့เนาะအဲတော့ကိုယ်ပိုင်အရေးချင်းရှိဖို့နေ့စဉ်ကြိုးစားပါဖြည့်ကျင်ပါအားထုတ်ပါကို့မှာအရေးချင်းကောင်းနေတဲ့ရွေးဟိုတင်တာတရားနဲ့မုဒိတာတရားကိမ့်မှာဖြစ်ပါတယ်လောကမှာပြည့်စုံမှုအတိုင်းတာတော့ဘလောက်မှပြည့်စုံတယ်ဘလောက်မှတော်တယ်ဆိုတာလောကမှာမရှိပါဘူးလောကီကိစ္စရမှာမရှိပါဘူးလောကီကိစ္စရမှာတော့ ရှည်တဲ့တုံးနဲ့တိုင်ရင်တိုးတာပါပဲတိုးတဲ့တုံးနဲ့တိုင်ရင်ရှည်တာပါပဲကိုယ်တည်းပြည့်စုံတဲ့ပုဂ္ဂိုလ်နဲ့တိုင်ရင်ကိုယ်ကလိုနေသေးတာပဲကိုယ့်အောက်ကအားနေနေတဲ့ပုဂ္ဂိုလ်နဲ့တိုင်ရင်ကိုယ်ကထက်တဲ့လောက်ပြည့်စုံတာပါပဲဒီပြည့်စုံမှုတိုင်းတိုင်ရင်ဘယ်တော့ကြမှပြည့်စုံပါပြီအားရပါပြီဆိုတာမရှိပါဘူးဒါဒါဒီသဘောတစ်ခုပါနော်တို့ပေမဲ့ကိုယ်လည်းပဲကိုယ်ပိုင်အရင်ချင်းနဲ့ထိုက်တန်သောနေရာတစ်ခုမှာ ထိုက်တန်သောအဆင့်တစ်ခုမှာကိုယ့်အဝရှိနေရမှာဖြစ်ပါတယ်ဒါဆိုရင် ူမြအောင်မြင်တိုးတက်တာကိုလည်းကိုကလက်ခံပေးနိုင်ပါတယ်เนาะအဲ့တော့ဒီနိုင်ငံမှာမူရိဒာဆင်းရဲခြင်းအကြောင်းကနှစ်ချက်ရှိပါတယ်နံပါတ်1ကတော်တော်များများကြီးပွားတိုးတက်ချမ်းသာပြည့်စုံနေတဲ့ပုဂ္ဂိုလ်တွေကတရားသဖြင့်ဆိုတာထက်မတရားသဖြင့်တွေဖြစ်နေတတ်ပါတယ်အဲ့တော့မတရားသဖြင့်ကြည်ဘွားတို့တဲ့ချမ်းသာနေတဲ့ပုံကိုယ်တွေကိုလည်းဝမ်းမြောက်ဝမ်းသာဖြစ်ပြေစေရမလို့ပေါ့အကြောင်းမရှိပါဘူးเนาะဘာလို့လဲဆိုတော့မတရားသဖြင့်ဆိုတာကြီးပါနေမှာတော့ သူတို့အားကြရတယ်လည်းမလို့ကိုအကူအသွားအားကြရကိုပါဖြစ်တယ်ဖြစ်အောင်ပါနော်အဲ့တော့ဒီနိုင်ငံမှာကကြီးပွားတုတ်တဲ့ချမ်းသာအောင်မြင်နေတဲ့စီးပွားရေးဆိုင်ရာပြောတာပေါ့နော်မတရားသဖြင့်ကြီးပွားတုတ်တဲ့ချမ်းသာအောင်မြင်နေတဲ့ပုဂ္ဂိုလ်တွေကများတော့မူရိတာတရားကဆင်းရဲသောဟာတယ်နော်တရားသဖြင့်ကြီးပွားတုတ်တဲ့ချမ်းသာအောင်မြင်လို့ဝမ်းမြောက်မပေးနိုင်ဘူးဆိုရင်တော့ဝမ်းမြောက်မပေးတဲ့ပုဂ္ဂိုလ်ရဲ့အပြည့်မတရားသဖြင့်ကြီးပွားတုတ်တဲ့ချမ်းသာအောင်မြင်တာဆိုရင်တော့ ဝမ်းမြောက်မပေးကြတဲ့ပုံကိုယ်ရဲ့အပြစ်မဟုတ်ဘူးသူတို့ရဲ့အပြစ်သာဖြစ်တယ်ပေါ့နော်ဒါလည်းပြန်မတက်နမနှစ်ကခေါနော်လို့ကိုပိုင်အီချင်းနေနေကြကိုပိုင်အီချင်းပြည့်အောင်လည်းဖြည့်ဝရအာမထုတ်ကြအောင်နော်ဖာတိဘာသာနေကြတယ်မိမိရောနေကြတယ်ပုံပေါ်ဆာသာနေကြတယ်တုံးကဖြုံးကနေကြတယ်ယောဂဘကနေကြတယ်အဲ့လိုဆိုတော့အကြီးချင်းတွေကတိတ်အားနေတယ်နော်အားနေတော့သူများပြည့်စုံလို့လေကိုက ဝမ်းသာဖို့ရခဲရင်သွားတတ်တယ်။ဘုံတော့ကိုယ်မှာကလိုအပ်တာများနေတာဟုတ်။အဲ့တော့သူများပြည့်စုံတဲ့အခါမှာဝမ်းမြောက်ဝမ်းသာဖြစ်ပြီဘို့ဆိုတာမလွယ်တော့ကိုကျင်းစာတရားဖြစ်ပြီဘို့ဆိုတာလည်းမလွယ်တော့နော်။ဒီင်္ဂါနှစ်ချက်ကဒီနိုင်ငံမှာသင်္ချာရှိနေတဲ့အခါကျတော့မုရိဒာလူလျောက်ဆင်းရဲသွားတယ်လို့ပြောရမှာပေါ့နော်။အဲ့တော့ဒါလေးတွေဒီနေ့တွေးခေါ်တာတွေဓမ္မလက်ဆောင်ပေးပါတော့။အဲဒါကြောင့်ကိုယ်ပိုင်ယူချင်းရှိဖို့ ကြိုးစားကြပါရှိသည့်အားလျော်စွာရှေ့ဆက်ပြီးတော့လည်းပြည့်စုံအောင်ကြိုးစားကြပါလို့နော်ဒါဆိုကုသိုလ်ဥစ္စာကြံခန္တာ၍ပညာတဘောနေစဉ်တို့တန်ဖို့ရှိပါသည်ကုသိုလ်ဥစ္စာကြံခန္တာ၍ပညာတဘော နေစဉ်တို့တန်ဖိုးရှိပါれတန်ဖိုးရှိပါれတန်ဖိုးရှိ၍ကိုပါဤချင်းများပြည့်စုံတဲ့ပြည့်စုံအောင်တည်ဆောက်နိုင်ကြီးလောကသာသနာကောင်းကျိုးချမ်းသာများပြည့်စုံစွာဆောင်ရွက်နိုင်ကြပြီလျင်မတ်ဖို့နိဗ္ဗာန်ချမ်းသာနိုင်ခြင်းစွာကိုယ်စီကိုယ်ငှမျက်မှောက်ပြုနိုင်ကြပါစေကုန်တည်း